ပရိသတ်များအားလုံးကိုကျမတို့ရဲ့မြန်မာ audio book channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ဟုတ်ကဲ့ပါကျမတို့ရဲ့ channel ကနေဇလံကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်ပါတယ်။ဒီကနေ့မှလည်းကျမတို့ရဲ့ channel ကနေမြို့ပိုင်မင်းဥရွှေကျိုင်ဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပရိသတ်များအားလုံးက like ပါလို့နားဆင်ပေးပါအောင်ရှင်။ကျမကတော့တင်ဆက်သူသေရိဆန်ပါ။ဒီနေ့ကျတော့ဝါခင်မမျိုးမြို့ပိုင်အစ်တတူပြောင်းလာတယ်။အဲ့ဒီမြို့ပိုင်ကမုတ်ဆိုးဘူး အသက်ကတော့35နှစ်လောက်ပဲရှိသေးတယ်။နာမည်ကဦးရွှေကြိုင်နဲ့သူ့မှာသမီးလေးတစ်ယောက်လည်းပါလာတယ်။ဒီသမီးလေးအခါလေလောက်ကလေးကသူ့မိန်းမဆုံးသွားတာတဲ့။သမီးမိန်းကလေးက9နှစ်သမီးလောက်ရှိနေပြီဆိုတော့မိန်းမဆုံးသွားတာ6နှစ်လောက်ရှိပြီပေါ့။ဒီလောက်ကြာတဲ့အထိနောက်အိမ်တော်မပြူသေးတာသူ့စိတ်တိုင်းကြမတွေ့သေးလို့ပဲ။သူကပတ်စံတော့မမက်ဘူး။သူ့လိုချင်တဲ့မိန်းမချောရမယ်။သိတဲ့ဘောထားကောင်းရမယ်။ခြေရနာ၃ပါးကန်ရှိုင်းရမယ်။ ဒါပေမဲ့အရေးအကြီးဆုံးကတော့သူကလေးရဲ့တင်းကြီးကိုခန်းနိုင်ရရှိရမယ်။အဲဒီဂုံဝင်ကရက်တင်နဲ့ပြည့်စုံတာမတွေ့သေးလို့နောက်ရင်တော့မပြူသေးပဲနဲ့နေခဲ့တာ။ဘွားခင်မကိုပြောင်းလာတော့မျိုးပန်ရုံစည်ရင်းနဲ့တော်တော်လေးခင်ခင်မင်မင်ရှိတယ်လေ။စည်ရင်းရတဆင်စည်ရင်းကတော့နဲ့ခင်ခင်မင်မင်ရှိသွားရော။ဒီနေ့မှအဲဒီမုတ်ဆိုးပုံမျိုးပိုင်မင်းရဲ့စည်ရင်းရစည်ရင်းကတော့ရထိုင်ပြီးစကားပြောနေတော့အဲ့ဒီချိန်မှာပဲအာတော်တဆရေကြီးကတော့မြို့ပိုင်မင်း နောက်ရင်နောက်ပြုဖို့များရည်ရွယ်သေးလားမေးလိုက်ကြင်မျိုးပိုင်မင်းကလည်းသူလိုချင်တဲ့ဂုံအေကာရဲ့လေးပါးနဲ့ပြည့်စုံတဲ့မိမမျိုးနဲ့တွေ့ရင်နောက်ရင်နောက်ပြုဖြစ်စရာအကြောင်းရှိတယ်လို့လည်းပြန်ဖြေလိုက်တယ်အဲ့ဒီခါစီရီးကတော့မဲခင်မေလေးကိုပြကြည့်ရရင်ဘယ်နဲ့နေမလဲလို့သူ့ယောက်ျားစီရီးကိုလှမ်းမိလိုက်တယ်စီရီးကလည်းပြဖို့သဘောတူလိုက်တယ်လေအဲ့ဒါနဲ့မခင်မေတို့ညီမဈေးကိုသွားနေကြလမ်းမှရှိတဲ့ အမိန်တော်ရာရှိနေဦးလာမောင်အိမ်မှာထမင်းတော့ဝင်ဆိုင်နဲ့မြို့ပိုင်မင်းကိုပြဖို့စီစဉ်ရောမုတ်ဆိုးပုံမြို့ပိုင်မင်းကလည်းမက်ခင်မင်းကိုမျက်နှာနဲ့ကြိုက်သွားရောကြိုက်တာမှတိတ်ပြီးကြိုက်တာပဲရုပ်ကိုလည်းတိတ်ကြိုက်တာ အင်ဒရီကိုလည်းတိတ်ကြိုက်တာစကားပြောမုံဆိုးပုံကိုလည်းကြိုက် မြို့ပိုင်မင်းအကြိုက်တကအကြိုက်ဆုံးကတော့မက်ခင်မင်းရဲ့မျက်လုံးနေပဲတခြားရက်မှာဒီလိုပဲမိမရွေးရအောင်အဲ့ဒီမုတ်ဆိုးပုံမြို့ပိုင်ကမိမတွေကိုလိုက်ကြည့်ပေါင်းများပြီ တော်တော်များများမျက်လုံးကြည့်ပုံကိုမကြိုက်တာနဲ့ရှေ့ဆက်ပြီးတော့မဆုံမတ်တော့တခါတည်းပယ်လိုက်တာပဲဒီမုတ်ဆိုးပုံမျိုးပိုင်မကြိုက်တဲ့မျက်လုံးကြည့်ပုံမျိုးကဘလို့ကြည့်ပုံမျိုးလဲမိမတွေကသူ့နဲ့မျက်လုံးချင်းဆောင်မိတဲ့အခါတီတီကြီးကြီးရိုရိုသားသားမကြည့်ပဲနဲ့သူ့ကိုညှို့တယ်လို့လို့မျက်လုံးကစားတယ်လို့လို့လုပ်နေသူမကြိုက်ဘူးလို့ပြောတယ်သူ့အလိုအားဖြင့်ဆိုရင်တော့မျက်လုံးကလူတစ်ယောက်ရဲ့ဖလားတိုင်ပဲတဲ့လူကောင်းဆိုရင်လည်းကောင်းတာမျက်လုံးမှာလားပေါ်နေတာတဲ့ မကောင်းရင်လည်းမျက်လုံးမှာလားပေါ်နေတာပဲတဲ့အဲ့တော့မျက်လုံးမှာကလက်တာတွေပေါ်နေတယ်မိမငကူအားချင်းလည်းကလက်မယ်လို့သူကယူဆတယ်လေသူ့ကိုကလက်တဲ့မျက်လုံးနဲ့ကြည့်တဲ့မိမသူနဲ့ရပြီးတော့တခြားယောက်ျားတွေကိုလည်းဒီလိုပဲကလက်တဲ့မျက်လုံးနဲ့ကြည့်မှာပဲလို့သူဆုံးဖြတ်ထားတယ်။အဲဒါကြောင့်ပဲအဲ့ဒီမုတ်ဆိုးပုံမျိုးပိုင်မယ်ကတခြားအင်္ကာတွေကိုကြိုက်တဲ့ဆိုပေမဲ့လည်းမျက်လုံးကိုမကြိုက်ရင်ပဲတာပဲတဲ့။ရှေ့ဆက်ပြီးလည်းမလိုက်တော့ဘူး။သူကလည်းမိမတွေရဲ့မျက်လုံးကိုအထူးလေးလာတဲ့အတွက် သူ့ကိုယ်သူမိမမျက်လုံးပါရဘူးလို့ထဲနေတာလေဘယ်မိမရဲ့မျက်လုံးမဆိုသူသာတစ်ခါလောက်ကြည့်ရမယ်ဆိုရင်ဘလောက်ပဲဟန်လို့ဟန်လို့ကလက်တယ်မကလက်ဘူးဆိုတာသူတက်အပ်တင်ချပြောနိုင်တယ်လို့လေသူ့ကိုယ်သူထဲနေရောအဲ့ဒီပါရဂူမုံဆိုးဖို့ရံမက်ခင်မရဲ့မျက်လုံးကိုမြင်ပြီးကြတယ်ဒီမျက်လုံးပိုင်ရှင်အဆွေတော့မျက်တော်မိမလို့လေးလေးနက်နက်ဆုံးဖြတ်ချက်ချမှတ်လိုက်တယ်။မြို့ပိုင်ရဲ့အိမ်ကိုပြန်ရောက်တဲ့အခါမုတ်ဆိုးပုံမြို့ပိုင်ကကြိုက်ပြီလို့မှတ်မှန်မဲထောင်းချက်ပေးပြီးတော့ ရအောင်ဘလို့လုပ်မလဲလို့မေးတယ်လေ။နက်နက်လိုညနေရအင်မတန်လှုပ်ချင်နေတဲ့စေအီးကတော့လည်းဒီကနေ့ညနေမခင်မင်းကိုကျမတို့အိမ်ကိုခေါ်လိုက်မယ်။လာတဲ့အခါအကျိုးအကြောင်းပြောပြပြီးမင်္ဂလာဆောင်ရုံပဲရှိရပေါ့လို့ပြန်ပြောရော။မြို့ပိုင်မုံစိုးဘွားခေါင်းကိုခါပြီးတော့ဒါလေးမျိုးကဒီလောက်လွယ်လွယ်နဲ့မရဘူးလို့ပြန်ပြောလိုက်ကြ။အဲဒီခါမြို့ပိုင်တယောက်ကအခုခရိုင်ဝင်ထက်တကူဩစာရှိတယ်။အဲ့ဒါကြောင့်လဲစေအီးကတော့လွယ်လွယ်တွေးလိုက်ကြပဲ။ မိမမျက်လုံးပါရဂူကြီးဖြစ်တဲ့မုံဆိုးပုံကြီးကလည်းမျက်လုံးကြည့်လိုက်တာနဲ့ဒီကိစ္စကိုဒီလိုလွယ်လွယ်နဲ့မရဘူးလို့တွေးပြီးတော့ခေါင်းခါပြတာပါပဲမြို့ပိုင်ရဲ့ဆန္ဒကတော့စရေကြီးကတော်ကိုယ်တိုင်မက်ခင်မေရဲ့အမေစီကိုသွားပြီးနားဖောက်စေချင်တာဒါပေမဲ့စရေကြီးကတော်အင်မတန်စိတ်အားထက်သန်ပြီးတော့ချိန်ပါမြို့ပိုင်မင်းကျမလုပ်ပြပါမယ်ခြေထောက်နဲ့မဟုတ်ဘူးခေါင်းနဲ့ဆင်းလာမယ်လို့ကြိမ်ကြိမ်ပြောတဲ့အတွက်စရေကြီးကတော်ကအနိုင်ပေးလိုက်ရော အဲဒီတော့ဆေးရင်ကတော်ရဲ့အစီအစဉ်ရညနေ၄နာရီလောက်သူ့အိမ်ကိုလာဖို့မခင်မေကိုခေါ်လိုက်တယ်။ည9နာရီထက်နောက်မကြပဲနဲ့ရပြီဆိုတဲ့သတင်းကိုမြို့ပိုင်မုံစိုးဘူကြီးစီကိုသူကိုယ်တိုင်လာပို့မယ်လို့ပြောပြီးတော့အိမ်ပြန်သွားလေရော။အိမ်ရောက်ရောက်ချင်းမခင်မေကညနေ၄နာရီအိမ်ကိုလာဖို့ပြတာတယောက်ကိုလှုပ်ပြီးတော့ပြောလိုက်တယ်။ဆေးရင်ကတော်ကလည်းညနေ၃ခွဲလောက်ကလေးကလေပင်တရှိရှင်နဲ့ဖြစ်နေရော။ခက်လန်းလန်းမိန်းကလေးတယောက်ဖြစ်ဖြစ်နှစ်ယောက်ဖြစ်ဖြစ် ူ့အိမ်ဘက်စီကိုရှောက်လာတာမြင်မက်ခင်မေးလာပြီဆိုပြီးဝမ်းတာလိုက်အနားရောက်လို့မဟုတ်တော့မှစိတ်ပြက်လိုက်ဖြစ်နေတာအဲ့ဒီလိုဆောင်ရင်နဲ့ရှမ်းဖက်စလိတ်ကြီးကိုတောက်ပြီးတော့ဒီကောင်မလေးကမျိုးပိုင်ကတော့ဖြင့်ငါတော့ဖုံးကြည့်အောင်ပါပဲမျိုးပိုင်စီကလိုချင်တာတွေရှိရင်လူတွေကငါ့ကိုလာပြောငါကမက်ခင်မေးကိုပြောမက်ခင်မေးကမျိုးပိုင်ကိုပြောဆေးကြီးကတော့ဆေးကြီးကတော့ ਨੇ ငါ့ရင်တော့လူဝင်လူထွက်တွေရှုံးအောင်ပါပဲအဲ့ဒီတော့မှကြည့်နေလူပါဝရတဲ့မိလာရင်တို့အချောင်းပြလိုက်အောင်ပါ ဆိုရန်စိတ်ကူးပေါင်း16000ကိုစိတ်ကူးရနဲ့စည်ရည်ကြီးကတော့ဖွာတယောက်တည်းလေဟုံစီးနေတော့တယ်။အဲ့ဒီလိုစောင့်နေရင်တိုင်ကက်နိုင်ကိုကြည့်လိုက်တော့၄နိုင်ခွဲကျော်နေပြီဆိုတော့တော်ဖွာတွေ့လိုက်ကြတယ်လေ။ဒီလိုတွေ့တဲ့အခါစိတ်ထက်သန်နေတဲ့စည်ရည်ကတော့စိတ်မပြတ်ပါဘူး။ဒီကောင်မလေးကဒီနေ့ဆိုင်သိန်းတာနောက်ကျနေပြီထင်တယ်လို့စည်ရည်ကတော့ရှမ်းဖက်စေးပေါ်လေးကိုဖွာရင်းနဲ့တွေးမိတယ်လေ။နောက်ဆက်မိနစ်လောက်ကြာတော့ယောက်ျားတယောက်အိမ်ထဲဝင်လာတာကိုစည်ရည်ကတော့တွေ့လိုက်တယ်။ ဘာကိစ္စလဲလို့မေးတဲ့အခါဦးလေးဖိုးကြီးကကျွန်တော်မခင်မေရဲ့ဦးလေးမောင်ဖိုးကြီးဆိုတာပါပဲလို့ဖြေလိုက်တယ်လေအဲ့ဒီခါစရေကြီးကတော့မခင်မေကိုမှားထားတာသူဘာဖြစ်လို့မလာတယ်လဲလို့မေးတယ်လေဒီကလေးမကြီးကအိမ်မလဲတဲ့ပူလို့ဦးလေးဖိုးကြီးကရိုးရိုးပဲဖြေတယ်စရေကြီးကတော့လည်းသူခေါ်တာမလာကောင်းရလားဆိုပြီးစိတ်တူနေတဲ့အတွက်ကျုပ်ကအိမ်အလဲရအောင်ခေါ်တာမဟုတ်ဘူးတဲအောင်မျိုးပိုင်ကတော့ပြောင်းလုပ်ပေးမလို့ခေါ်တာအဲ့ဒီလိုဘူးပေါက်နဲ့ပြန်ပြောလိုက်ရော ဦးလေးဖိုးကြီးကလည်းဒီကိစ္စဆိုရင်ဒီကလေးမလေးကိုခေါ်ပြောလို့အပေါ်ပဲပေါ့အမကြီးရဲ့သူ့အမေရှိသားပဲသူ့အမေကိုသွားပြောပေါ့အဲ့ဒီလိုရိုးရိုးပဲပြန်ဖြေလိုက်တယ်စီးကြီးကတော့လည်းခရီးတွေအကြီးကျယ်ပေးခဲ့ပြီးတော့ဘာမှမဖြစ်တဲ့အတွက်မြို့ပိုင်ကိုဒီနေ့ည9နာရီမှာဘလို့ရင်ဆိုင်ရပါမလဲတွေးပြီးအင်မတန်စိတ်အိုက်နေရောအနားမှာထိုင်နေတဲ့ဦးလေးဖိုးကြီးကိုတော့ကတိမရဘူးဦးလေးဖိုးကြီးကကျွန်တော်ပြန်တော့မလားလို့မေးတော့မှသွားသွားလို့ခက်ဆက်ဆက်ပြန်ဖြေလိုက်တယ် မခင်မေခေါ်တာမလာတဲ့အကြောင်းစေကြီးကတော်စီကကြားတဲ့အခါမြို့ပိုင်မဟုတ်ဆိုးဘုံကစိတ်ပြတ်သွားမယ်ဆိုဝမ်းနောက်အများကြီးတာသွားသေးတယ်။မိမရင်နဲ့ပတ်သက်ရင်သူဟောခဲ့ရမှန်တာကြည့်ပဲလို့တွေးပြီးတော့သွေးလဲတော်တော်ချီသွားတယ်။နောက်ပြီးတော့မှမြို့ပိုင်မဟုတ်ဆိုးဘုံကစေကြီးကတော်စိတ်ဆိုးမနေနဲ့ဒီကိစ္စမျိုးဆိုတော့စိတ်ရှည်ရမယ်။အဲဒီတော့ဒီကိစ္စကိုခဏလောက်မေ့ထားလိုက်ပါ။ကျွန်တော်ကြည့်စီစဉ်ပါမယ်လို့ပြောပြီးတော့စေကြီးကတော်ပြန်လှည့်လိုက်တယ်လေ။ စေးကြီးကတော့ပြန်သွားတဲ့အခါမြို့ပိုင်ဥရွှေကျန်ရပလက်ကလထိုင်ပေါ်မှာထိုင်ပြီးတော့စဉ်းစားနေတော့တယ်ခင်မေဆိုတာတော်တော်ချက်တည်ရှိရဲ့မိန်းကလေးပဲဒီလိုဟာမျိုးကိုတခါမှမတွေ့ဘူးသဘောကောင်းတယ်ဆိုတာမျက်နှာမှာကိုပေါ်နေတာတမီးလေးရင်ရင်နဲ့တဲ့မှာပဲမိတွေးဆိုပေမဲ့လည်းအမေလိုစောင့်ရှောက်မှာပဲချက်တည်ရှိရဲ့မိန်းမရရင်ယောက်ျားမှလည်းချက်တည်တိုးရတဲ့မခင်မေနဲ့အိမ်အောင်ကြပြီးယာရုများတိုးမလားမသိဘူးဒါရီကဖြတ်နိုင်တယ် စည်ရည်ကတော့ဘာမှလူပါမဝဘူးဒီကိစ္စမျိုးမှာအာနာမပြရဘူးသူသမီးမရခင် သူ့အမေယူဖြာလို့လိတ်ထိတ်ပေါ်တင်ဆိုတဲ့စကားရှိသားပဲဒီစကားအတိုင်းကျင့်သုံးရင်အောင်းအမှာပေါ့ဒီလိုလဲနီးမှန်လက်မှတ်နဲ့ချင့်ကက်တတ်တယ်ငါလည်းမျိုးပိုင်တယောက်ဖြစ်နေတယ်ဆိုတော့နှစ်နဲ့နှစ်နဲ့ပေါင်းရင်ငါဖြစ်ချင်းဖြစ်သွားမယ်မခင်မေလေးကိုငါရဖို့ကတော့မလွဲနိုင်တော့ဘူးလို့စဉ်းစားရင်းနဲ့ဘယ်ရက်လောက်လက်ထပ်ရရင်ကောင်းမလဲဆိုတဲ့သဘောနဲ့ပြက်ကလေးကိုချိန်ထားရတဲ့နေရာဖြုတ်ပြီးတော့ရက်အတွက်နေတော့တယ် သူ့စိတ်ထဲမှာနရောလာဆန်းခုနှစ်ရက်ကိုတတော်သဘောကျနေတယ်။အဲ့ဒီနေရာရရစာလဲဖြစ်တယ်လို့တနင်္ဂနွေလဲဖြစ်တယ်။နားဖောက်ဖို့မင်္ဂလာဆောင်အတွက်အစီအစဉ်လုပ်ဖို့တလခွဲလောက်ချိန်နဲ့ရတယ်။အဲ့ဒီလိုရက်တွက်ပြီးတော့ကလတ်ထိုင်ပေါ်ပြန်ထိုင်ရင်ဆက်ပြီးစဉ်းစားပြန်ရော။နားဖောက်ကြောင်းလန့်ပြီးရင်မခင်မီတို့မိသားစုသူ့အိမ်ဖိတ်ပြီးထမင်းချွေမယ်။ရည်ရွယ်ချက်ကတော့သူ့သမီးနဲ့လည်းရင်းနှီးသွားအောင်သူလည်းမခင်မီကိုကြည့်ရအောင်ဆိုတဲ့ရည်ရွယ်ချက်ပဲ။အဲ့ဒီလိုစဉ်းစားရင်လည်းဘန်းကြီးကိုရွက်နေတဲ့မခင်မီကို မျက်စိထဲမှာမြင်ပြီးတော့မြို့ပိုင်မင်းဦးရှိချန်ရတနာသွားရောအဲ့လိုတနာသွားတဲ့အတွက်ကြောင်းလန်းပြီးရနဲ့ထမဲတုံမရောက်ခိုင်းတော့ဘူးလို့မြို့ပိုင်မင်းဦးရှိချန်ရဆုံးဖြတ်ချက်ချလိုက်ရောနောက်ပြီးတော့သူတို့မှလည်းလက်တုပ်ကလေးရောင်းစားနေတယ်ဆိုတော့ပတ်စံရှိရှာမှမဟုတ်ပါဘူးမင်္ဂလာဆောင်စီအီအတွက်ငါအကုန်ခံရမှာပဲမင်္ဂလာဆောင်တော့ကြီးကြီးကျယ်ကျယ်မလုပ်ဘူးနောက်ကလေးတွေပိုင်းနဲ့ဖြစ်လာအောင်ပဲဆိုတော့မင်္ဂလာဆောင်မှာငွေတွေအရန်ဖြုံးပြလို့မဖြစ်ဘူးလက်ဆောင်တော့လာချမှာပါပဲ ဒါပေမဲ့အရက်ဆိုင်တို့ဘိန်းဆိုင်တို့ဖဲဆိုင်တို့အင်းတကြီးတို့စီကလက်ဆောင်နေတော့လက်မခံဘူးဒါကိုအစောကြီးကလေးကစရေးကြီးကိုအမိန်ပေးထားရမှာပဲလို့ယဒနာသုံးပါးကန်ဆိုင်တဲ့မြို့ပိုင်ပင်ဥရွှေချိုင်ဟာစဉ်းစားမိရောအဲ့နောက်ခင်းတရမှာအမိန်တော်ရရှိနေလို့နေတဲ့သူ့အကိုကြီးဥပိုးလိုင်စီကို စာရေးဖို့တတိယနဲ့စာရေးစပွဲခုံစီကိုသွားပြီးတော့စာအားဖြင့်အစီရင်ခံပါတဲ့အကိုကြီးခမညာကျွန်တော်ရှားနေတဲ့မိန်းကလေးကိုဝါခဲမာမာတွေ့ပါပြီ ဒီမိန်ကလေးကတော်တော်ထူးတဲ့မိန်ကလေးပါပဲအကိုကြီးမြင်ရရင်လည်းအလွန်သဘောကျပါလိမ့်မယ်အဲ့လိုသဘောကျမယ်လို့ကျွန်တော်ယုံပါတယ်မင်္ဂလာကိစ္စကိုနတော်နာဆန်းခုနှစ်ရက်လေးနောက်လုပ်ဖို့ကျွန်တော်အကြမ်းအဖျင်းစိတ်ကူးထားပါတယ်အဲ့ဒီနေ့မှာအကိုကြီးလာနိုင်ရင်တော့ကျွန်တော်အယံဝမ်းတာမှာပဲကဲလို့မလာနိုင်ရင်လည်းဆူတောင်းမြတ်တာပို့တာတဲ့စာတစောင်လောက်ကျေးဇူးပြုပြီးတော့မဆာစေချင်ပါတယ်။အဲဒီဆူတောင်းစာထဲမှာသရိုးသမီးရဲ့နာမည်ကိုပါထည့်ပေးဖို့မမေ့ဘူး။ကျွန်တော်မြတ်တာရက်ခံပါတယ်။ သတို့သမီးရဲ့နာမည်ကမခင်မီဖြစ်ပြီးတော့နောက်တစ်ပတ်စာထဲမှာမခင်မီရဲ့တပ်ပုံနဲ့အတူအထောက်ပတ်တီကိုပါကျွန်တော်ရေးပြီးပို့လိုက်ပါမယ်။အကိုကြီးအမကြီးနဲ့အိမ်သားအားလုံးကျန်းမာချမ်းသာကြပါစေလို့စာရေးလိုက်ပါတယ်။စာရေးပြီးတဲ့နောက်သူ့အကိုကြီးပြောသွားတာကိုစဉ်းစားမိတယ်။မြို့ပိုင်ဥရွှေချမ်းရဲ့ပထမဇနီးဆောင်တော်ကအကိုကြီးဥပိုးလိုက်ရောက်လာပြီးတော့ဒီမိမနဲ့မယူခင် သူ့စာတာကိုငါမကြည့်လိုက်မိလို့မင်းယူလာ။ကြည့်လိုက်ရရင်မင်းမယူပါဘူး။သူ့စာတာမခိုင်ဘူး။ အိုအောင်မင်းအောင်နေရာစားတာမျိုးမဟုတ်ဘူးလို့ဘေးရင်ပညာကိုတကယ်လဲယုံကြည်တော်တော်လဲလိုက်စားတဲ့အကိုကြီးဥပုလိုက်ရရေဖြစ်တဲ့ဥရွှေချိုင်ကိုပြောဘူးတယ်အဲ့ဒါကိုဥရွှေချိုင်ကစဉ်းစားမိပြီးတော့အကိုကြီးကမခင်မရဲ့စားတာကိုပို့လိုက်စမ်းမလို့များအမိတ်ချအောင်မလားမသိဘူးပို့ရတာမခက်ဘူးမခင်မရဲ့စားတာလည်းမခိုင်ဘူးလို့များဆိုလိုက်ရင်တော့ခက်မှာပဲစားရကန်ကြုံလို့မုတ်စိတ်လာပြဆွဲပြီးမှဒီလောက်ကြီးကျယ်လာတဲ့လက်ကြီးနဲ့လွှဲရမယ်ဆိုရင်လည်းခက်မှာပဲ အလကားပါကွာဘေးရင်ဆိုတာဖျားဟောမဟုတ်ဘူးသာတာဘလောက်ကောင်းကောင်းတည်ကျင်တဲ့သူကတည်မှာပဲရှင်ကျင်တဲ့သူကရှင်တာပဲလို့စိတ်ကူးတွေလွန်ပြီးတော့မြို့ပိုင်မင်းဥရွှေချိုင်ဟာတယောက်တည်းရန်ဖြစ်နေရောနောက်ပြီးတော့မြို့ပိုင်မင်းဥရွှေချိုင်ကနားဖောက်ကြောင်းလန်းဖို့ကိစ္စကိုဆက်ပြီးစဉ်းစားရောဒီနားဖောက်တဲ့ကိစ္စမှာစရေကြီးကတော့ထတ်လွန့်လို့မဖြစ်ဘူးသူ့ကိုလွှတ်ရင်သူခေါ်တာမလာရကောင်းလားဆိုပြီးစိတ်နာနာနဲ့ဘောက်တွေလျှောက်ပြောရင် ဒီကိစ္စလန်သွားအောင်လန်သွားလဲစရေကြီးကတော့ကိစ္စမရှိဘူးလွမ်းတော့ကိုကလွမ်းရမှာဒီတစ်ခါလန်လာရင်တော့နောက်တစ်ခါပြန်ဆဖို့မကောင်းတော့ဘူးအမိန်တော်ဟာရှေ့နေဦးလမောင်ရဲ့ဇနီးတော်တန်းတင်ကအနေထိုင်နဲ့ကြစ်လက်တယ်ပြောဆိုလဲပြော့ပြောင်းတယ်အဲ့တော့တော်တန်းတင်ပဲလှော့ရမှာပဲစရေကြီးကတော့စိတ်ဆိုးမှာပဲစိတ်ဆိုးလည်းမတက်နိုင်ဘူးလွမ်းရင်ကိုကလွမ်းရမှာအဲ့ဒီလိုကလတ်ထိုင်လက်တန်းကိုလက်ညိုးနဲ့ခောက်ပြီးတော့ မကြားကြသချင်းလေးလှုပ်ပြီးတော့စိုးနေရော နောက်တနေ့မနက်သမီးလေးရင်ရင်နဲ့မနက်စာဆိုင်နဲ့မျိုးပိုင်မင်းဦးရွှေချန်ရသမီးရေသမီးတော်မေမေတယောက်ရတော့မယ်လို့ပြောလိုက်တယ်။ဘယ်မှာလဲဖေဖေလို့သမီးလေးရင်ရင်ကမေးတယ်လေ။မျိုးထဲမှာရှိတယ်လို့ဦးရွှေချန်ကပြန်ပြောရောအဲ့ဒီမေမေကသမီးကိုမရိုက်ဘူးနော်လို့သမီးလေးကဆက်ပြီးတော့မေးရော မရိုက်ပါဘူးသမီးရေ။သမီးကိုဒီမေမေကချက်တယ်။သမီးကိုအဲ့ဒီမေမေကမုန်းနေလဲဝယ်ပေးမှာ။ ကစားစရာကလေးလည်းဝယ်ပေးမယ်လို့ဥွှေချိုင်ကသမီးကိုပြောရောအဲ့ဒီမမေဘယ်တော့ဒီလိုလာမလဲလို့သမီးလေးကထပ်ပြီးမိတယ်။မကြခင်လာပါလိမ့်မယ်သမီးရဲ့လို့ဥွှေချိုင်ကလည်းပြန်ဖြေလိုက်ရောမနှက်ဆာဆာပြီးတဲ့နောက်အမှုတစ်ခုကိုဆက်စရာရှိတဲ့အတွက်ဥွှေချိုင်ကရုံးကိုထွက်သွားတော့တယ်။တလန်းလုံးလည်းရှေ့နေကတော့တော်တန်းတင်လို့မခင်မေစီဘလို့လောက်ပြီးလှောက်ရမလဲ။ဘယ်တော့လောက်လှောက်ရမလဲဆိုတာကိုအပြင်းပြင်းအလန့်လန့်စဉ်းစားလာရော။ ဲ့တော့ရုံးရောက်ခါနေမှာပဲအဖြေရရတယ်။အဲ့ဒီနေ့အမှုဆက်ပြင်အမိန်တော်ရရှိနေဥလှမောင်ကိုအိမ်ကိုခေါ်မယ်။အိမ်ရောက်မှဥလှမောင်ကတဆင်သူ့ဇနီးတော်တန်းတင်ကိုအပြောခိုင်းမယ်။ဒေါ်တန်းနဲ့သဘောတူရင် နားဖောင်ကြောင်းလန်းဖို့နေကောင်းရတာကိုနောက်မှယူမယ်။အဲ့ဒီလိုအဖြေရပြီးတိတ်အလဲလိုနေရတဲ့သူ့ရုံးခန်းထဲတော့မထိုင်ဘူး။လက်ရောက်ချင်းတရက်ခွင်ပေါ်တက်ပြီးတော့မျိုးပိုင်မင်းဥရွှေချန်ရအကယ်စီးမခင်အေးကိုခေါ်ခေါ်ပြီးပြောလိုက်ပါ စီးရီလည်းဖြုံးကနဲ့နားမလည်နိုင်မနဲ့မျိုးပိုင်မင်းကို၆တနာရင်းကြည့်နေရောအဲ့တော့မျိုးပိုင်ဟာအမှုတယ်လေခေါ်လိုက်ပါလေလို့ထပ်ပြောတယ်အမှုကိုတနာရီလောက်စစ်ပြီးရက်ချင်းပြလိုက်တယ်အဲ့နောက်မျိုးပိုင်ဟာရှေ့နေဦးလာမောင်ကိုခေါ်ပြီးအိမ်ပြန်လာရောမျိုးပိုင်မင်းဦးရှိချိုင်နဲ့အမိတော်ရရှေ့နေဦးလာမောင်တို့နှစ်ဦးသဘောတူတရင်ကျော်လာပြီကျော်ဆယ်ရက်ကိုနားဖောက်ကြောင်းလန့်ဖို့ရဲ့အဖြစ်နဲ့ရွေးလာရောပြောဆိုတိုင်းပင်ပြီးလို့အမိတော်ရရှေ့နေဦးလာမောင်ကအိမ်ပြန်တဲ့အခါ မျိုးပိုင်မင်းဦးရွှေချန်ကခြံဝအထိလိုက်ပြီးတော့အာနာသုံးလို့တော့မဖြစ်ဘူးဦးလာမောင်ကြီးအခုတခါတော့သူ့အမေကြီးကိုဖြာလို့လိတ်ထိတ်ပေါ်တင်ရမယ့်အခါပဲလို့စည်ရီးကတော့လို့အာနာတွေသုံးလိုက်မှဆိုပြီးတော့တွတ်တွတ်နဲ့မှားနေပါတယ်ရှေ့နေဆိုတာကလည်းသူတို့အသာဆရာလောက်ချင်တာသူတို့ဆရာလာလို့ရင်တဲမကြိုက်ဘူးအဲဒါကြောင့်စိတ်ချမှာမျိုးပိုင်မင်းကျွန်တော်နားလဲပါတယ်လို့ပြောပြီးတော့ပြန်လာခဲ့ရောမျိုးပိုင်မင်းလည်းပြောရတာအားမရနိုင်တဲ့အတွက် လွမ်းတာတော့ကိုလွမ်းရမှာဆရာလှရင်စိတ်ချပါရစေလို့နောက်ကနေပြီးလှမ်းပြောလိုက်သေးတယ်။ဥလမောင်လည်းရုံကအပြန်ဂျော်လာမီရဲ့အိမ်ကိုဝင်လိုက်သေးတယ်။ဥလမောင်နဲ့ဂျော်လာမီတို့ကတမျိုးရဲသားချင်းဖြစ်တဲ့အတွက်တယောက်နဲ့တယောက်တော့တိကျတယ်လေ။ဒါပေမဲ့တယောက်အိမ်ကိုတယောက်ဝင်ထွက်သွားလာတဲ့အထိတော့မကြွမ်းဘူးပေါ့။အဲဒါကြောင့်မလာစဖူးဥလမောင်ဝင်လာတဲ့အခါဂျော်လာမီကအဲအားသင့်နေရောဥလမောင်လည်းဒေါ်လာမေဘေးကပလက်ကလထိုင်ပေါ်ထိုင်လိုက်ပါရော။ လူရစကားကိုပြောဖို့အတွက်လမ်းခင်းပေးတဲ့အနေနဲ့ကျဲမာရဲ့ကြောင့်ဟိုအကြောင်းဒီကြောင်းလေးတွေပြောပြီးတော့ဒီလိုပဲတားရင်တမင်ကြီးပြောချင်တဲ့အတွက်ဒေါ်လာမီခွင့်ပြုမယ်ဆိုရင်ဒေါ်လာမီစီကိုသူမိမမတန်တင်ကိုလာချင်တယ်။အရင်ကျလာပြီးကျော်ဆယ်ရက်နေ့မနေ့၈ရက်လောက်လာနိုင်ပါမလားလို့မေးလိုက်တယ်။ဒေါ်လာမီရဲ့သဘောတူညီချက်အရရချင်းတတ်မှတ်ပြီးတော့ဥလမောင်ကပြန်သွားရော။တရင်ကျလာပြီးကျော်ဆယ်ရက်နေ့မှာချိန်ထားတဲ့အတိုင်းအမိတော်ရကတော့ဒေါ်တန်းတင်ရရောက်လာရော။ မခင်မေတို့လာလို့ဒေါ်တန်းတရာမေးတာနဲ့အမေကြီးကအောခေါ်လိုက်လို့မခင်မေကထွက်ပြီးတော့ဒေါ်တန်းတင်ထိုင်နေတဲ့ပလက်ကလထိုင်ချေးရင်မှာပစစ်ဒူးထုတ်ပြီးတော့ရိုးရိုးတေးတေးထိုင်နေလိုက်တယ်။တယောက်နဲ့တယောက်နှုတ်ဆက်ပြီးတော့လဲအေးအေးညီတို့လုံးဆရာရှာသွားလို့ကြညီတို့အမေနဲ့စကားပြောပြီးတော့မှညီတို့လက်တော့တုတ်တာငါလာကြည့်အောင်မယ်လို့ဒေါ်တန်းတင်ကပြောပြီးတော့မခင်မေကိုနှောက်ဖေးကိုလှုပ်လိုက်တယ်။ဒေါ်တန်းတင်လည်းလာတဲ့အကြောင်းကိုရေးရေးလေးလေးရှင်းပြရော။ အဲ့ဒီခါတော်လှမေကကျမတို့အနေနဲ့ကန့်ကွက်စရာမရှိပါဘူးမတန်းတရင်တမိသဘောပါပဲသူ့သဘောဥသာမေးပါလို့ရိုးရိုးသားသားပြန်ပြီးဖြေရောဒေါ်လှမေနဲ့စကားပြောပြီးတော့ဒေါ်တန်းတရမခင်မင်းလို့ရှိရင်မိဖို့ကြောင့်လည်းဝင်သွားရောလက်တော့ဆိုင်အကြောင်းဟိုအကြောင်းဒီအကြောင်းလေးတွေကိုစကားပလင်လေးနဲ့ပြောပြီးတော့သူ့အိမ်မှာလက်တော့ဝယ်စားရနေကြတဲ့အဖြစ်ပြက်ခဲ့တာတွေကိုအကုန်ပြန်ပြောတယ်ဒေါ်တန်းတရလည်းငရေအားနေကြီးလာတဲ့သူဖြစ်တဲ့အတိုင်း မိန်းကလေးတွေကတနာအောင်ပြောနိုင်ရင်အပြောရလွယ်တယ်ဆိုတဲ့သဘောကိုနောချီတဲ့အတွက်မြို့ပိုင်ဦးရှိချန်ကမခင်မင်းကိုမြင်တဲ့အခါဆက်ပြီးတော့ဘလို့ဆွဲလန်းနေတယ်ဆိုတာတွေကိုသူ့ယောက်ျားဦးလှမောင်စီကချားရသမျှတွေကို အကုန်ပြန်ပြီးတော့ဖောက်တယ်ချားရောဒီစကားတွေကိုကြားရရင် တော်ယုံတန်ယုံမိန်းကလေးကနေထိတဲ့ဖျောင်းလို့ပြော့ကြတော့မှာပဲမခင်မင်းကတော့ဒီလိုမဟုတ်ဘူးမျိုးပိုင်လိုလူစားတယောက်ကသူ့ကိုဆွဲနေတယ်ဆိုတဲ့အတွက်ဝမ်းလည်းမတောင်းသွေးလည်းကြီးမတောင်း အဲ့တော့မခင်မယာဒေါ်တန်းတေကိုဘလို့ပြန်ပြောတယ်လဲတော်တော်ရဲ့ကျမတို့ကောင်းစားတာကိုမြင်ကျင်တယ်လို့ကြားရတဲ့အတွက်တော့ကျေးဇူးအင်မတန်တင်ပါတယ်။ဒါပေမဲ့တော်တော်ရဲ့ကျမရဲ့စိတ်ကတော့သီလရှင်ဝတ်ဖို့ပဲထက်သန်နေပါတယ်။မိမိသားစဉ်စဉ်မမာနဲ့ရှိနေအောင်မဆိုရင်အခုအချိန်မှာကျမသီလရှင်ဖြစ်နေပြီ။အိမ်တော်ပြုဖို့ဆိုတာဒီကနေ့အထိကျမစဉ်းစားလို့မရပါဘူးလို့မခင်မယာပြန်ပြောတယ်။စဉ်းစားပါအောင်ကွယ်။တပတ်ခါဒီအချိန်လောက်ကိုတော်တော်လာခဲ့အောင်မယ်ဆိုပြီးတော့ဒေါ်တန်းတင်ကပြန်သွားရော။ ညီမနှစ်ယောက်တည်းရှိတဲ့အခါမမကလည်းယူလိုက်ပြီးရောမမဒီမျိုးပိုင်ကိုယူရင်မမေကမျိုးပိုင်ရဲ့ရောက်ခမကြီးဦးလေးရမျိုးပိုင်ဦးလေးကျမကမျိုးပိုင်ခင်မှာဖြစ်မှာပေါ့လို့မတ်တင်မေကသူ့အမကြီးကိုရီရီမော့မော့နဲ့ပြောရောအမကြီးမခင်မေကအိမ်တော်ဆိုတဲ့ဒီထောင်ကြီးကိုမမတိတ်ကြောက်တယ်ကွယ်ဒီထောင်ကြီးမှာလွတ်ရမရှိဘူးတေမပဲလွတ်တော်တာပဲမေမေနဲ့ညီကြောင်မမအခုလိုနေတာမမကမမတယောက်တည်းဆိုရင်သီလရှင်ဖြစ်နေတာကြားပြီး အဲ့လိုပြန်ပြောလိုက်ရောညစာထမင်းစားပြီးတဲ့အခါအမေကြီးဦးလေးဖို့အေးမက်ခင်မေမက်တယ်မေတို့ဟာဒီကိစ္စကိုဆွေးနွေးကြတယ်အမေကြီးရဲ့သဘောကတော့တမီးလိုချင်ရှူဦးလေးဖို့အေးရဲ့သဘောကြတော့လဲတရွာသားဘူးမတိပါမတိမျိုးအုပ်ကိုယူလာတဲ့ကို့အရက်ထဲကဓာတိပနတိလှေထိုးသားတယောက်ကိုယူရတာပိုပြီးစိတ်ချမ်းသာရတယ်။ဒါပေမဲ့မက်ခင်မေကညံရှိတယ်။မက်ခင်မေရဲ့သဘောပဲ။မက်တင်မေလေးကတော့အတိအလင်းပဲမျိုးပိုင်ကိုယူစေချင်တယ်။ ရွယ်ကောင်းတော့ယူချင်ယူအပြိုဟိုင်းကြီးဖြစ်မှဆိုရင်တော့အခုစည်ရီကိုတောင်ရဖို့ခက်မယ်လို့ဆိုတယ်။မက်ခင်မေကအိမ်နာမပြုတ်ချင်ဘူးလို့ပြောတယ်။နောက်ဆုံးမှမက်ခင်မေကိုဘယ်သူမှမလွန်ဆန်မနဲ့ဒေါ်သန်းနေချိန်တဲ့နေ့မှာလာတဲ့အခါမက်ခင်မေရဲ့သဘောအတိုင်းစကားပြန်မှုသဘောတူလိုက်ရောဒေါ်သန်းတင်လာတဲ့အခါမက်ခင်မေကိုယ်တိုင်တွေ့ပြီးတော့ဒေါ်သန်းတင်နားဝင်အောင်လို့တရားတန်လေးနဲ့ရှင်းပြရောဒေါ်သန်းတရားပြောတာမရတဲ့အတွက်တော့စိတ်မကောင်းဘူးပေါ့ ဒါပေမဲ့သူတော်ကောင်းတယောက်ဖြစ်တဲ့အတိုင်းမခင်မီပြောသမျှတွေမှန်တယ်ဆိုတာကတော့သူသဘောပေါက်တယ်။ဒီလိုသဘောပေါက်ပြီးတော့မခင်မီကိုတနာလဲတနာတယ်။တဲပြီးမြင့်မြတ်တဲ့သူတော်ကောင်းမလေးပဲလို့စိတ်ထဲကနေအချိန်ချင်းနဲ့ချီးကျူးမိတယ်။သိပ်ပြီးမျှော်လင့်ထားတဲ့မြုပ်ပိုင်မင်းဦးရွှေချန်ကတော့ဂျွန်တန်းတင်ရဲ့စကားကိုကြားတဲ့အခါဘာမှစကားပြတ်မပြောနိုင်မင်းနဲ့။တော်တော်ကြီးကြကြငငေးဖြစ်နေတာ။အမေကြီးမတည်ခင်ချွေးနှဲစာလေးနဲ့ကျေးဇူးဆက်နေပြားစီ။ အမေကြီးသိတဲ့အခါတန်တရာဝစင်းရရလွမြောက်ဖို့အတွက်သီလရှင်လှုပ်ပြရစီဆိုတာအကိုကြီးမျိုးပိုင်မဲကိုခြေတော်ဥခိုက်ရှ िख ိုးတောင်းပန်လိုက်ပါတယ်လို့ဒေါ်သန်းနေရတဆင်ပြောလိုက်တဲ့မခင်မေရဲ့စကားအင်မတန်ကြီးကောင်းနေတဲ့အတွက်စိတ်ဆိုးလို့ရလဲမဖြစ်နိုင်မခင်မေပေါ်မှာဆွဲလန်းတက်မှတ်မှုဟာအင်မတန်ကြီးပြင်းထန်နေတဲ့အတွက်လဲရုပ်တရက်လက်လျှော့လိုက်လို့ရလဲမဖြစ်ဘူးအဲ့ဒီလိုဖြစ်နေတဲ့အတွက်ဘယ်လိုလုပ်ရပါမလဲလို့အဖြေရှာရင်းနဲ့ မျိုးပိုင်မင်းဦးရွှေချန်ရငိုင်းတိုင်တိုင်ကြီးဖြစ်နေတယ်။နောက်ကြမှာနည်းနည်းစဉ်းစားလို့ရလာပြီးတော့ဒီလိုမိန်းကလေးမျိုးကလည်းမပြောတတ်ဘူး။သူတို့ရဲ့မျက်နှာကိုကြည့်တာနဲ့ကျွန်တော်သိပါတယ်။အဲဒီတော့တိလားရှင်လောင်းကြီးကိုကျွန်တော်လည်းလက်ဆော့ပြီးသွားကြိုက်မိတာအပြစ်ပဲလို့ဖက်ဖြည်းဖြည်းစဉ်းစားရင်းနဲ့ပြောတယ်။မျိုးပိုင်မင်းဦးရွှေချန်ရဝါခဲမာမာဆက်ပြီးနေရင်မန်းခင်မေအပေါ်မှာဆွဲလန်းမှုတွေကတိုးလာနေမှာပဲရော့မှာမဟုတ်ဘူး။ဒီလိုဆိုရင်သူသိပြီးစိတ်ဆင်းရမှာ နောက်ပြီးတော့လဲဝါခဲမာမာနေရတာသူမျက်နာပူလာပြီးအဲ့တော့ခွင့်ယူပြီးခွင့်စီးတဲ့အခါတခြားတနေရာပြောင်းမပဲလို့ဆုံးဖြတ်လိုက်တော့တယ်အဲ့ဒီဆုံးဖြတ်ချက်အရနောက်တနေ့မြောင်းမြသွားအရေးပိုင်တဲ့တွေ့သူအဖြစ်ပြက်တွေကိုအရေးပိုင်သနားလောက်အောင်ရှင်းပြခွင့်ရတဲ့အခါဝါခဲမာပြန်လာပြီးတော့သူစာတိဖြစ်တဲ့မျက်အောင်ပြန်ဖို့အထုပ်ဘိုးတွေပြင်လေရောဥရှိချိုင်လဲသူတော်ကောင်းတူဖြစ်တဲ့အတိုင်းငါ့ကိုဒင်းလို့ဟာညည့်ရလေခြင်းလို့စိတ်မစိုးနိုင်မနဲ့ မက်ခင်မဲကိုချစ်ခင်ဆွဲလန်းနေတဲ့စိတ်ထဲမှာတနာတဲ့စိတ်တွေထက်ပြီးတိုးလာပြန်ရောအဲဒါကြောင့်ဝါခင်မားထွက်မသွားခင်နှစ်ရက်လောက်မှာမြမလေးမက်ခင်မီနှောက်ရက်ပေးမိတော့သီးခံမှာမြမလေးရဲ့စိတ်ထားမြင့်မြတ်ပုံတီချီပုံခံ냐ပုံတွေကိုအကိုကြီးတသက်လုံးချီးကျူးလို့ကုန်မှာမဟုတ်ပါဘူးကျောင်းလန်းလို့အောင်မြင်မင်္ဂလာဆောင်ဖို့အတွက်အကိုကြီးငွေတထောင်ထားပါတယ်မြမလေးရဲ့သီလကိုပူဇော်တဲ့အနေနဲ့ဒီငွေတထောင်ကိုလူပရာစီကျေးဇူးပြုပြီးတော့လက်ခံမှာ အကိုကြီးနဲ့တင့်တော်မဲ့ဆုံးမစာလေးတစ်ပုဒ်လောက်ချိမြက်ပါကိုစိတ်နှပြချမ်းသာပါစေလို့စရေးပြီးတော့အကိုကြီးရွှေချိုင်လိုလက်မှတ်ထိုးလိုက်တယ်လေငွေနဲ့စာကိုတော့တော်သန်းနေကိုတိုင်းသွားပြီးတော့ပေးပါတယ်မခင်မီလည်းဥရွှေချိုင်စီကိုအဲ့ဒီလိုလေးပဲစာပြန်လိုက်တယ်ရိုးသေးစွာအစီရင်ခံပါတဲ့အကိုကြီးရှင်ဒီစာတွေကတော့ဓမ္မပဒတွေကကောက်နှုတ်ချက်တွေပါပဲချစ်ခင်မှုကြောင့်စိုးရိမ်မှုဖြစ်ရ යි ချစ်ခင်မှုကြောင့်ကြောက်ရွံ့မှုဖြစ်ရ යි ချစ်ခင်မှုမှာကင်းလွတ်တော်သူအားအဘယ်မှာစိုးရိမ်မှုကြောင့်ရမှုရှိတော်အန်ဤမျက်နှာမှုကြောင့်စိုးရိမ်မှုဖြစ်ရ၏မျက်နှာမှုကြောင့်ကြောင့်ရမှုဖြစ်ရ၏မျက်နှာမှုမှာကင်းလွတ်တော်သူအားအဘယ်မှာစိုးရိမ်မှုကြောင့်ရမှုရှိတော်အန်ဤမွေလျော်မှုကြောင့်စိုးရိမ်မှုဖြစ်ရ၏မွေလျော်မှုကြောင့်ကြောင့်ရမှုဖြစ်ရ၏မွေလျော်မှုမှာကင်းလွတ်တော်သူအားအဘယ်မှာစိုးရိမ်ကြောင့်ရမှုဖြစ်အန်ဤအဲ့ဒါကြောင့်လူဘယ်ဖြစ်ဖြစ်ပစ္စယဥစ္စာဘယ်ဖြစ်ဖြစ် ချစ်ခင်ဆွဲလန်းမှုမရှိတာပဲကောင်းပါတယ်ချစ်ခင်ဆွဲလန်းမှုရရင်လည်းကြွေကွင်းရခြင်းကမကောင်းတာပါပဲလေစစ်တာမုန်းတာမရှိတဲ့သူတွေကအနောင်ဖွယ်လည်းမရှိပါဘူးတန်နဲ့လှုပ်တဲ့တန်ချီခြင်းစတဲ့အနောင်ဖွယ်တစ်သားနဲ့လှုပ်တဲ့ထိတ်တုံးစတဲ့အနောင်ဖွယ်မျက်လျှော်ရင်းနဲ့လှုပ်တဲ့ကျုံစတဲ့အနောင်ဖွယ်မျိုးခိုင်မြဲတဲ့အနောင်ဖွယ်လို့ပညာရှိတွေကမဆိုပါဘူးဗရန်များတောင်စတဲ့ယန္တနာမှလကောက်သားသမီးမယားတို့မှအလွန်တက်အပ်နှစ်သက်တဲ့ ငဲ့ကွက်မှုတနာအနှောင်ဖွဲ့မျိုးသာဖိုင်မြဲသောအနှောင်ဖွဲ့လို့ပညာရှိတို့ကဆိုကြကုန်၏ဖွဲ့မဲမသိဖွဲ့တာမှုရော်ရဟန့်ရှိတော်လဲလွံ့မြောက်နိုင်ရန်ခဲရင်သော အပယ်လေးပါးတီးဆိုတဲ့ရုံနေရာကိုစောင့်တတ်တဲ့ဒီတနာဆိုတဲ့အနှောင်ဖွဲ့ကိုပညာရှိတွေကရုံဖြတ်ပြီးတော့မငဲ့ကွက်ဖဲနဲ့ကာမချမ်းသာကိုစွန့်ပြီးတော့တောထွက်ပါတယ်အပေါ်ဟာကောင်းတဲ့ချက်တွေကိုနေတိုင်းအချိန်များတိုင်းမကြမကြဖက်ပြီးတော့ ဒီကောင်းနှုတ်ချက်တွေမှာပါတဲ့သဘောတရားတွေကိုသဘောပေါက်အောင်ဆင်ခြင်နိုင်ရင်တော့အခုဘဝမှာလည်းချမ်းချမ်းသာသာနေနိုင်စရာအကြောင်းရှိပါတယ်။နောက်တမလွန်ဘဝအတွက်လည်းအကျိုးများပွဲရာရှိပါတယ်။တေနနာရှိထားပြီးပို့လိုက်တဲ့ငွေတစ်ထောင်ကိုတော်တန်တန်လက်ထက်ကကောင်းကောင်းရပါတယ်။ကျေးဇူးလည်းတင်ပါတယ်။ဒါပေမဲ့အဲ့ဒီငွေတစ်ထောင်ကိုလက်ခံဖို့အခက်အခဲရှိတဲ့အတွက်ပြန်ပို့ပေးလိုက်တာကိုခွင့်လွှတ်ဖို့ရိုးရိုးတသေးတောင်းပန်ပါတယ်။ကိုစိတ်နှပြချမ်းသာပါစေရှင်လို့စာရေးပြီးတော့ ငွေနဲ့စာကိုဒေါ်တန်းတရားနဲ့တစင်ဥရွှေချိုင်စီကိုပို့လိုက်တယ်လေဥရွှေချိုင်ကလည်းသူ့ငွေကိုလက်မခံတဲ့အတွက်စိတ်တော်မကောင်းဒါပေမဲ့လည်းမခင်မေရေးပေးလိုက်တဲ့ဆုံးမစာကိုတော့တိတ်ကြိုက်တာပဲဒီစာကိုဖတ်ပြီးတော့မခင်မေကိုချဲ့နေတဲ့ဥရွှေချိုင်ရဲ့စိတ်ထဲမှာလည်းကြီးညိုတဲ့စိတ်တွေထပ်ပြီးတော့တိုးလာရောအဲ့ဒါနဲ့ဒေါ်လာမေစီမှာခွင့်အတောင်းခိုင်းပြီးတော့ဥရွှေချိုင်ကဥလမောင်ဒေါ်တန်းတင်တို့နဲ့အတူမခင်မေတို့အိမ်ကိုနောက်တနေ့သွားလဲရော မခင်မေတို့ညီမနှစ်ယောက်စလုံးကသူ့အမေကြီးနဲ့ထွက်ပြီးတော့ဧည့်ခံကြပါရယ်။တနာရီလောက်စကားပြောပြီးတော့ပြန်ကနီးမှသူ့ရှေ့ချန်ရဒေါ်လှမေကိုကြောပါရယ်။မခင်မေတို့လည်းအပြစ်ရှိသမျှတွေကိုခွင့်လွှတ်ဖို့တောင်းပန်တယ်လေ။မခင်မေကလည်းဒီလိုပဲပြန်ပြီးတော့တောင်းပန်ပါရယ်။အဲဒီလိုတောင်းပန်လို့အပြီးမှာဥရှေ့ချန်ရငွေတထောင်ကိုထောက်ပြီးတော့မခင်မေဒီငွေကိုမခင်မေအနေနဲ့ပေးတာမဟုတ်ပါဘူး။ဆရာအနေနဲ့ပူဇော်တာပါ။ မခင်မေရဲ့စာကိုဖတ်ပြီးကလေးကမခင်မေကိုအကိုကြီးကဆရာဖြစ်နဲ့အတိအမှတ်ပြုလိုက်တာပါအဲ့တော့ဆရာဖြစ်နဲ့ပူဇော်တာကိုလက်ခံပါလို့အချိန်ချင်းပြောတယ်မခင်မေကလည်းလက်မခံပါရစေနဲ့လို့အချိန်ချင်းပြန်ပြီးတော့တောင်းပန်တယ်ဥလမောင်တော်တန်းတင်တော့ကလည်းဝိုင်းပြီးတော့တောင်းပန်တယ်လေဥလမောင်ကမခင်မေတီလာရှိတဲ့သူကဒီလိုပဲသူဖုံးကန်အလျောက်ပူဇော်တာတွေကရောက်လာရတာပဲလက်ခံလိုက်ပါလို့ပြောတယ်ဒါပေမဲ့မခင်မေကလည်းအမျိုးမျိုးညင်းနေတော့တယ် အမေကြီးတော်လာမေကစိတ်ပေါက်လာပြီးတော့ကြီးရလူတစ်ဖက်သားအောင်နည်းနည်းလေးမှအားမနာတတ်ဘူးဒီလောက်ပေးနေတာပဲအေးဒီဒီလောက်ရိုင်းဆိုင်ရသလားလို့ငောက်လိုက်တော့မှမက်ခင်မေကငွေကိုလှမ်းပြီးယူတယ်မက်ခင်မေနဲ့မတ်တယ်မေတို့ကလည်းဥရွှေချိုင်ဥလမောင်နဲ့ဒေါ်တန်းတင်တို့ကိုကရော့လိုက်သေးတယ်မြို့ပိုင်မင်းဥရွှေချိုင်နဲ့တမီးလေးရှင်ရှင်တို့ကဘွားခင်မထွက်ပြီးတော့နောက်တနေ့မှသူနဲ့မက်ခင်မေအကြောင်းကတမျိုးလုံးကိုနှံ့သွားတယ်လေ တချို့လူတွေကလည်းမက်ခင်မီလေးကအင်ဒရီရှိပါပြီတယ်လို့ချီးမွမ်းကြတယ်။တချို့ကလည်းဒီမက်ခင်မီကသူ့ရဲ့သီလတကူကြောင့်ဒီလိုနာမည်ကြီးပြီးကြော်ကြားသွားဖို့စံဖယ်ဖြစ်လာတာပဲလို့သီလကိုအမောတင်ပြီးပြောကြတယ်။တချို့ကလည်းဒီလိုမူတဲ့သူတွေကအပြိုကြီးဖြစ်တော့မှဘုံကြီးလူတွေနဲ့ညားမှာပဲလို့ကဲ့ရဲ့သေးတယ်။ဥရှိချန်ရောလူတွေခံမှမများသနာကြတယ်လေ။နောက်ဆုံးမက်ခင်မီတို့အိမ်ကိုသွားပြီးတော့အမေကြီးကိုခေါ်တော့မိသားဘာသာပြီးပြီးမက်ခင်မီတို့ နှုတ်ဆက်ပြီးတော့မက်ခင်မင်းကိုငွေတထောင်လှူသွားတဲ့အတွက်သူတော်ကောင်းတယောက်အဖြစ်နဲ့ပြင်းမြတ်တဲ့လူတယောက်အဖြစ်ဥရှိချန်ကဝါခင်မမျိုးသူမျိုးသားတွေရဲ့အသေးထဲမှာဆွဲပြီးတော့ချန်ရစ်တော်တယ်။ပရိသတ်များရှင်ကျွန်မအခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စာရေးသူဦးနု ရေးသားထားတယ်။မျိုးပိုင်မင်းဥရှိချန်ဆိုတဲ့ဇလန်းကောင်းလေးပဲဖြစ်ပါတယ်။နားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဇလန်းကောင်းများစွာကိုလည်း တောင်းမြော်အပ်နားဆင်ပေးပါအောင်ရှင်